ပြုံပြုံလေးနဲ့ကုသိုလ်ယူကြမယ်။မျက်စောတင့်တဲ့ကောင်တွေလက်စားလာတော့တတားဆံပြုတ်ဘူဆံပြုတ်ပေါ့။ခမည်းတော်မိသားစုတွေတာသမီးတွေပဲမထီသေးလို့လားမပါသေးလို့လားခမည်းတော်အသက်ကြီးတာတေဖို့ပဲကြီးတယ်လို့ ောင်းမဲမင်္ဂလာပါရှေ့ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ကျော်လေးတွေ့ရုံနဲ့ဖွင့်ချောင်းရောယူတောင်းကြပါကျော်လေးတွေ့ရုံနဲ့ဖွင့်ချောင်းသာသာတို့ရဲ့ဘဝပါလေသာသာတို့ရဲ့ဘဝပါလေရောလူလေမဟုတ်ပါရောလူလေမဟုတ် ဒါကတော့ကျွန်တော်တို့ရဲ့ရွှေညာမြေကချစ်ဖို့ကောင်းတဲ့ညီနောင်လေးပေါ့နော်ပြည်သူတွေရဲ့အလုပ်ကိုကူနေတာလားအဲသူတို့ကိုယ်တိုင်သူတို့ကိုယ်တိုင် site သိမ်းနေတာလားတော့မသိဘူးဗျပြုံးပြုံးလေးနဲ့ကုသိုလ်ယူကြမယ်ဟမ်ပြုံးနေဘလို့ကုသိုလ်ယူဖို့ဩအခုဒီပြုံးပြုံးလေးရုပ်ရှင်လက်မှတ်ကိုဝယ်လိုက်ရုံနဲ့ကုသိုလ်ကအော်တိုရပြီတာဟမ်ဟုတ်လားဟုတ်တယ်ဘလို့မျိုးဘလို့ចောင်းကြောက်လဲဩအခုဒီပြုံးပြုံးလေးရုပ်ရှင်လက်မှတ်ကိုဝယ်လိုက် လိုရတဲ့ဒီအလူငွေတွေပေါ့နော်ဒီလက်မှတ်ဖိုးတွေကကြတော့အခုလက်ရှိမြန်မာပြည်မှာခံစားနေရတဲ့စစ်ဘေးပြည်သူတွေပေါ့နော်ဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုတိုက်ရိုက်သွားပြီးတော့ပန့်ဖို့ပြီးမှသွားပြီးတော့တူပြီးမှအဲကြောင့်ဘုလိုပြုံးပြုံးလေးနဲ့ကုသိုလ်ယူကြမယ်လို့ပြောတာ။အင်းပြီးတော့ဒီပြုံးပြုံးလေးရုပ်ရှင်ကိုဘယ်နေ့ပြမယ်သိလား?တွေ့ဘူး။လာမယ့်23ရက်နေ့ပြမှာတနင်္ဂနွေနေ့။အင်းတနင်္ဂနွေနေ့အချိန်တစ်ပတ်ပဲကြာပြီနော်။တစ်ပတ်ပဲကြာပြီနော်။ ဒါကတော့ထမ်းရောက်နေတဲ့ဆယ်လီမမပေါ့တချို့တွေကနာမည်လေးကြီးသွားရင်တော်လန်ကြီးကိုဗန်းပြပဲလှုပ်သွားပေးတာအဲ့လိုမျိုးဆယ်လီအဲ့လိုမျိုးအမှုပညာရှင်ကိုပဲကျွန်တော်တို့တွေအားပေးကြပါလို့ပြောပြရသည်တော်လန်ကြီးထဲမှာလည်းဒီလိုလူတွေရှိနေပါတယ်ဆိုတော့စာလီနဲ့ဖက်ပြပါမယ်မျက်စာတင့်တဲ့ကောင်တွေလက်စားလာတော့လူငယ်တွေရဲ့အင်ဂျင်ခီးဟာဆောလမွန်ငါးတွေထက်ပိုခက်ခဲလာတယ်လူကြီးမင်းများ 你找来一下，恰啥你啦啦，夸啥你啦啦？这姑娘么样的呢？有个素质挺能的，可爱，不内滴。人家我偏记，明个没变美，你找来嘛，不如提上帕克的来搜啊。下个月阿娜古木奎瑞，龙眼牛舌，茄子什么，你找来个新牛嘛？咱都你妈么是呗？ ဒီမိုကရေစီမလိုချင်တဲ့တတားဆံပြုတ်ဘိုးဆံပြုတ်ပေါ်တော်လန်ရေးအဆောက်ပြန်သွားငါတို့တွေဘာကောင်မှမဟုတ်ခဲ့ဘူးဆိုတာကိုမမိပါနဲ့အညာမူ Okay ညီမလေးပြုံးချိုကြပြလေးကကျွန်တော်မိသားစုတွေအတွေးလေးတစ်ခုရသွားမှာပေါ့နော်တော်လိုင်းရေးစမှာဘာမှမဟုတ်ခဲ့တဲ့အကောင့်တွေကတချို့နော်လက်နဲ့လေးမြင်သွားလို့လက်နဲ့အရသာတည်သွားပြီးတော့ပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းကျင်တဲ့စိတ်ပေါက်သွားရင်တော့ခင်ဗျားတို့က တဘိုတဲ့နွားနဲ့မချပဲတချို့ပြောတာပါဗျမြန်မာစစ်တပ်ကပြည်တွင်းစစ်ကို မွေးထားတာပြည်တွင်းစစ် business ပြည်တွင်းစစ်ကိုမွေးထားခြင်းအပြင်သူတို့ရဲ့အာဏာ power အရေးပါမှုကိုတိစောက်ထားတာဟုတ်တယ်နော်ပြီးခဲ့တဲ့လွတ်တော်၅နှစ်တည်းမှာလည်း budget အများဆုံးယူထားတာလွတ်တော်မှာ budget အများဆုံးယူထားတာတက်မတော်ကျမကြီးကဏ္ဍမဟုတ်ဘူးစောင့်ချောက်ရေးဘာလဲဘာကဏ္ဍမဟုတ်ဘူးပြည်သားရေးကဏ္ဍမဟုတ်ဘူးတက်မတော်က budget အများဆုံးယူရောက်ကွာ ။ तू อ่ะအရေးကြီးနေရတယ်။ခမရသူ့မှာတိုက်ရရရလို့မရှိရင်ခမရ KNU မရှိသူဘယ်လိုလုပ်။อืม။ तू မှာတိုက်ရရခမရလည်းလူတွေရန်သူမရှိရင်သူဘာလုပ်။အဲ့စကအဲ့ဘာနဲ့ကြောင်းပြ။အဲ့တော့ဒီသူ့ဖွဲ့စည်းနေသူဟာစနစ်တကျနှစ်ပေါင်းများစွာ run up ပြည်တွင်းစစ်ကကြာရှည်လာတော့ဘာဖြစ်လဲဆိုတော့ပြည်တွင်းစစ်ဟာစစ်ပွဲအရေးတစ်ခုဖြစ်လာပြည်တွင်းစစ်ဟာရှည်ကြာလာတော့ပြည်တွင်းစစ် စီးပွားရေးဖြစ်လာအဲ့တော့တက်ကဘက်ကလည်း तू interest နဲ့ तू ရှိတယ်တက်ကလည်း तू interest နဲ့ तू तू ကတော့ interest အကြီးဆုံးပဲတက်ရဲ့ interest ကတော့အကြီးဆုံးပဲအကြီးဆုံးပဲဘယ်ဆိုင်လဲ तू ပါတာပဲရာဘာတွေထုတ်တယ်ဘာလဲပါပါအစီအစီတွေခင်ဗျားတို့ခေါ်တယ်ပါ W W ဆေးကြွားသေးတယ်ထုတ်တယ် तू ပါတာပဲကျောက်တန်ပရမတူဖို့ तू ပါလာဘောလက်ပန်းတောင်ပေါ်တင်းပါတာဘောအတမန်ကယူဖက်ကနေမယ်ခင်ဗျားတို့မရဘူးထားရမယ်ဘယ်ကောပါလဲ အများလို့မသိတဲ့ project အများကြီးပဲဟွန်းပြည်သူမသိတဲ့ project တွေတက်ကအများကြီးပဲအဲ့လို तू ကလည်း proxy တွေခံထားရ proxy တွေခံထားရအားလုံးကအယောသားတွေ interest တွေ business it's all about it's all about fucking business အခုတည်းရွှေ့တာနှစ်ပေါင်းများစွာရွှေ့တာအတူတူရွှေ့တာ तू အဓိကရွှေ့တာဟုတ်လေဟုတ်တယ်နော်ကျွန်တော်မိသားစုတွေနှစ်ပေါင်း80ကျော်တန်အောင်ပြည်တွင်းစစ်ကိုတမင်တကမဖြစ်ဖြစ်အောင်ကို လောက်ထားတာသူတို့တွေရဲ့စီးပွားရေးအကွက်တွေပေါ့ဗျာကောက်ချစ်ရှုံးမှမှုပေါင်းကတော့တရဖူစောင်းနေတော့ဒီကောင်းနေဒီဗီဒီယိုလေးကတော့အကျန့်ဖော့ပါတီကဝါဒဖြန့်ပေးတဲ့ခေါင်းဆောင်လို့တော့ပြောတာပဲပညာတတ်လို့တော့ပြောတာပဲနားထောင်ကြည့်အောင်သူများနိုင်ငံထောက်ပန်းနဲ့ပတ်စပ်နှစ်ပေါင်းနဲ့လူတွေကမြင်နေတာဒီပတ်စပ်နဲ့ဂျုံဖြစ်ခံမှာလားတကယ်တမ်းကသူများနိုင်ငံကသူများသူများနိုင်ငံတမီးတို့စင်ရလို့ထောက်ပန်းတာလားဒါသူကဒီနှစ်ပေါင်းစာမပဲ့ တာမတက်ပင်မတက်တဲ့သူကဆွဲငုံနေတီးရောင်းရင်းဆင်းပြီးတော့ဒီနှကောင်းနဲ့သူတို့အနိုင်ယူလာတကယ်တမ်းကျရင်မနိုင်သေးပါဘူးဒေသာစောင့်ကြည့်ပါစောင့်ကြည့်ပြီးမှပြောပါဘာကိုစောင့်ကြည့်ရမှာလဲဘာကိုပြောရမှာလဲเนาะချက်ကမပြည့်ဘူးဒီကိုကမအချောင်းကိုမခံတာဘာလို့သူကဒါနိုင်နေလို့ကမင်းကမဲလာမှာညစ်ပါပြီးတော့နိုင်တာတောင်းမောင်းများတာတောင်းမောင်းများတော့မဲမဲကိုဟိုကလောက်ပြောမတရားထက်ပြီးတော့သူ့လူတွေကြီးပဲ သွင်းလာပြီးတော့လောက်တာပါ။ဟုတ်တယ်မသမီးပြောတာ။ရတော့ကိုမလို့မတင်တော့တော့တော့လို့ရအမေဆက်ခင်းပေါင်းွားလဲပါမှနေတယ်ဦးလေးတို့နောက်ပဲအမေကမမသွေးပါပြီသားဟာတကယ်ကဒီလူလူလူတကယ်ကောင်းသားလို့ပြမတော်လို့ပြတာဟာမနေ့ဟိုအရင်နေ့မင်းတို့ဦးတိုင်းနဲ့အောင်ထုတ်တယ်မပြောတတ်လို့နော်သမီးမိသမီးအောင်ထုတ်လာပါမမဘာတမ်းမကြောက် အခုတော့သူတမ်းမအဲကြားရတဲ့အတိုင်းပဲဒါကတော့ကြားဖြန့်ခေါင်းဆောင်ဒဇင်ဦးရဲ့အမျိုးတို့သိရတယ်ဗျစာတက်ပေတက်ကြီးတွေပေါ့နော်တကယ်ရှင်းလဲမရှင်းတတ်ဘူးနော်ဒီလိုလူကပြောနေတာကိုဘေးနားမှာဓာတ်ပုံရိုက်တဲ့သူနဲ့နဲနဲသူတက်ပညာတက်တဲ့သူပြောဆိုတတ်တဲ့သူကနဲနဲပပဝိုင်းဆွဲဝိုင်းတွန်တင်ပေးလို့လည်းမဟုတ်ဘူးဒီတိုင်းရက်ကြည့်နေကြတယ်အဲ့တော့သူတဲ့ပိန်းရကြတာပေါ့ဗျာတိမဲတဲ့ပြည်သူတွေတော်တော်များများရှိတယ်ဆိုတော့ကျွန်တော်တို့ကအခု များသောအားဖြင့်ခဏခဏတွေ့လိုက်ရပြီအသိမဲ့တယ်ဗောနော်ထမဲစားပြီးတော့အုံနှောင်ရင်မဲ့လုံးအားကြီးရဲ့အသိမဲ့လုံးအတတ်တာကြီးနေတာတချို့အတတ်တွေတာကြီးလာတာသူများကိုသူကသခိုးလို့ပြန်ပြီးဆွဆွဲတဲ့သူကရှိသည်ကိုကိုတိုင်ကအသိမဲ့ပြီးအသိမဲ့ညံမဲ့ပြီးထမဲစားပြီးအတတ်ကြီးတာတိမ်ဖို့ကြီးလာတဲ့လူတွေအများကြီးပဲနော်အခုလက်ရှိမှာနိုင်ငံကိုနိုင်ငံမြန်မာနိုင်ငံထဲမှာနေနေကြတဲ့လူတွေအများကြီးအဲ့ခုလက်ရှိနေနေတဲ့လူတွေပဲ ိုး6000ရှစ်ရဲ့စားဘောမလော်ဘီတွေကထားတော့မင်းအောင်လိုင်းဘောကိုမချင်လို့သူတို့ဘက်ကအตาကြီးရောက်နိုင်ရောက်လည်းကြိုက်မှာဟောင်းမှာဒါပေမဲ့ဒီပြည်သူတွေကပြည်သူနိုင်ငံရေးစိတ်ဝင်စားဘူးကိုနဲ့မဆိုင်ဘူးလို့နေသားတလို့နေတဲ့ပြည်သူတွေကတခါလေသူတို့အသိမဲ့လားမျက်လုံးမဲ့ကန်းတာလားနားတွေပဲကန်းနေတာလားဒါမှမဟုတ်ခမည်းတော်မိသားစုတွေတာသမီးတွေပဲမထိသေးလို့လား မပါသေးလို့လားတော့အဲ့လိုဖြစ်မှာပေါ့ကိုချင်းစာစိတ်တွေမမွေးတတ်သေးတာလားမမြင်ချင်အောင်မဲဆောင်ကြတာလားလို့မေးချင်တယ်။ခင်ဗျားတို့အသက်ကြီးတာတေဖို့ပဲကြီးတယ်လို့ပဲထင်တယ်။ကိုယ်နိုင်ငံထဲမှာနေနေတာမြန်မာနိုင်ငံထဲမှာနေနေတဲ့မြန်မာနိုင်ငံထဲမှာလက်ရှိစစ်ခွေးမအားလာကြီးလက်အောက်ခံမှာမတရားတွေပေါ်တာဆွဲခံနေရတဲ့မိသားစုတွေတချို့ကို၅ယောက်ကနေ၃ယောက်လောက်ပါသွားတယ်ယောက်ျားလေးတွေစီ။ အချို့သားသမီးတွေ၅ယောက်ထဲ၂ယောက်လောက်သားသမီးအလုံးပါသွားတယ်။ယောက်ျားတွေပါသွားတယ်။မတရားတဲ့ဖြစ်နေလုပ်ငန်းပြန်လာပြီးသားတွေဆွဲခံရ မောင်းတွေဆွဲခံရလေနေဆွဲခံရသားသမီးတွေဆွဲခံရဒီလိုဒုက္ခတွေကိုဒီ line ပေါ်သတင်းတွေမာတွေရောလက်ရှိကိုယ့်ရဲ့မြင်တွေ့နေရတဲ့နေရာဒေသတွေမှာစစ်ခွေးလက်အောက်ခံမှာအများကြီးကြုံတွေ့နေရတာရှင်တို့မျိုးလုံးတွေကန်းနေကြတော့လားအဲ့လိုပဲပြော ပေါ်တာကြီးဆွဲနေပါတယ်လို့ကျမတို့တင်တော့ကြတော့ဘဲမယာဘဲနေရဆွဲတာတော့ဘယ်လိုဆွဲရအောင်ဆိုရှင်တို့သားသမီးတွေရှင်တို့ယောက်ျားတွေအဆွဲမခံရသေးတော့ရှင်တို့မမြင်သေးတာလားကန့်နေကြတာလားမသိသေးတာလားဟင်တနိုင်ငံလုံးဒုက္ခပေါင်းများဆုံးဒီလောက်များစွာရောက်နေတယ်လေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအဲ့မရှင်တို့မျက်လုံးတွေမကန်းနေလားမသိဘူးညင်ရမှာသွားကြည့်စုံလမ်းကြည့်လိုက်လေကျူးဆိုပြီးအိမ်တွေဖြတ်ခံရတာအိမ်ပေါင်းအိမ်ကြီးပေါင်းထောင်ချီ ဘယ်နေရာဖြစ်ဖြစ်မြို့ပေါ်ဒီမှာနော်သူတို့စစ်ကွေးလက်အောက်ခံမှာမတရားဘော်ဒါတွေဆွဲခံရတယ်မတရားခိုင်းခံရတယ်မတရားတွေခေါ်ပြီးဖိနှိပ်ခံရတယ်ဖမ်းခံရတယ်ဒါကိုကို့မိသားစုကို့သားသမီးမထီသေးလို့မတိကြတာလားကိုချင်းစာစိမ်မရှိကြတာလားကိုချင်းကိုချင်းတရားပဲမကောင်းကြတာလားတာသမီးချင်းစာနာစိမ်မရှိတာလားမိသားချင်းမိသားစုချင်းစာနာစိမ်မရှိကြတာလားပေါ့နော် ခမရို့လေတကယ်တကယ်အဲ့လိုလူမျိုးတွေကလည်းဒီလိုစစ်ခွေးမအားလာနိုင်ပဲတန်တယ်လို့ပဲပြောချင်တယ်ဒီလိုလူရုပ်မှလည်းပဲတန်တယ်လို့တချို့အဲ့လိုဟုတ်တယ်တပိုးတဲ့သမားတကူကောင်းသမားတွေမဟုတ်လို့တပိုးတဲ့တကူကောင်းသမားငါငါမိသားစုငါသားသမီးငါမောင်နှမငါဟာပဲငါတွေးပြီးကြည့်တတ်တဲ့တပိုးတဲ့တကူကောင်းသမားတွေဒါမျိုးလူတွေကို ဒီလိုလူရောက်มาတွေအုပ်ချုပ်တဲ့နေရာပဲတန်มาတွေလို့နော်ကောင်းတဲ့မင်းနဲ့လည်းမတန်ဘူးဒီလိုလူရောက်มาတွေအောက်မှာရှင်တို့အဖိနှိုက်ကံဘဝနဲ့ကျွန်လို့ခိုင်းပြီးနေရမဲ့ဘဝကိုတန်တယ်နော်ကျမတို့ပြောနေတာအခြေခံလူလန်းစာလက်တွေ့ခန်းစားနေရတဲ့ပြည်သူတွေအများကြီးသူတို့ကိုပြောနေတာကျွန်တော်6800စားနေတဲ့နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကိုထည့်မပြောဘူး။ဘာလို့လဲတော့ကျွန်တော်ကအတိမဲ့တဲ့ဆန္ဒစိတ်မဲ့တဲ့လူတွေဆိုတော့ ရှင်တို့စိတ်ဝင်စားလေရှင်တို့ရှင်တို့ကံကြောင်းတရားနဲ့ရှင်တို့ပဲနေရမှာပဲနော်စိတ်ဝင်စားစားစိတ်ဝင်စားစားရှင်တို့မိသားစုထိတဲ့နေကြမှာရှင်တို့စိတ်ဝင်စားလိမ့်မယ်မိသားစုသားသမီးလေးနေထိလာမှာစိတ်ဝင်စားလိမ့်မယ်ခုချိန်မှာတော့သူများသားသမီးမိသားစုထိနေချင်ရှင်တို့မမြင်ကြအောင်မသိကြအောင်ဆောင်ရပါတော့ကိုနိုင်ငံဖြစ်နေတာကိုကိုနိုင်ငံဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့နေကြအဲ့တော့ရှင်တို့ထိလာပြီဆိုမှသာရှင်တို့ပူဆွေးပြခြေကွက်ပြဝမ်းနဲ့ပြပေါ့နော်အဲ့ကြောင့်တော့ရှင်တို့တနာဖို့ဇာမပြောနဲ့ထိုင်အောင်ကြီးကျင်အောင်ပါ ဟားတိုက်ပြီးရေအောင်မှာဩခုတော့တိပြီလားခုတော့ရှင်တို့ဘသူကဘာလုပ်နေတော့တိပြီလားဟင်အောင်တော့ညံနေမမဲနဲ့ထမင်းစားတွေတေဖို့ရလူဖြစ်မလားလဲ။နော်တေဖို့ကြီးတက်တက်လူဖြစ်မလားလဲ။ကိုယ်နိုင်ငံလူမျိုးတက်ကိုကိုယ်ကြောင့်တတောင်းတက်နေရတော့ပံပိုးနိုင်ငံအောင်ကူညီနိုင်အောင်အတို့ဘဝဖြစ်ဖြစ်ကဲတင်နိုင်အောင်ကိုကကိုယ်သမိုင်းကိုလှအောင်လည်းလုပ်ရတယ်။နော်အသက်ကြီးပြီးတေဖို့ရပဲလုပ်မလဲချမ်းလဲ။ ကိုနိုင်ငံကိုလူမျိုးအတွက်ကိုတောင်းတနေရမှာကိုကြောင့်ဘယ်နေရာလေးမှာတော့ဘလူလေးကောင်းစားသွားတယ်ဘယ်နေရာလေးမှာတော့ဘလူလေးကဲတင်လိုက်တယ်ကိုရဲ့တမန်လေးလှအောင်လဲညီချအောင်နော်ကိုချင်းတရားလေးနဲ့တမန်လေးနဲ့လှအောင်ညီချအောင်တေဖို့လူမလုံးနဲ့တေဖို့လူလုံးရင်နောက်ဘဝခွေးဖြစ်တဲ့တည်းတိလား ဘာကုသူမတရားမှမနေဘာကုကျင်သားတရားမှမသိတဲ့ဟာလေကနောက်ဘွားခိုးလာဖြစ်တာဒီမျိုးဖြစ်တော့ဘဲချမကြီးဂျေစုအထုတင်တဲ့အောက်တန်းစားရောင်ဝဝကြားနေတွေကိုအခုလိုပြောဆုံးမပေးတဲ့အတွက်လူဆိုတာလူအသိစိတ်ရှိရတယ်လူအသိစိတ်မရှိရင်လူလို့မခေါ်ထိုက်ဘူးလူရဲလို့ဖြစ်လာရင်ဘဲဟာအမှန်ဘဲဟာအမှားပိုင်းချစိတ်ဖြာနိုင်စွမ်းရှိရတယ်ခလေးတေးသေးလေးတွေပါမချံဘုံကျဲတက်ဖြတ်နေတဲ့စက်ခွေးထက်ကိုစက်ခွေးတက်ကိုထောက်ခံနေတဲ့သူမှန်သမျှ ကျွန်တော်တို့လူတိုင်းဝိုင်းလူပေါင်တွေကနေဖဲချင်းပေးရမယ်နောက်ပြီးတော့ရောင်ဝါးဝါးတွေရောဒီချိန်မှာရောင်ဝါးဝါးလောက်ရမယ့်အချိန်လုံးဝမဟုတ်ဘူးနိုင်တဲ့တာဝန်က ပြက်ပြက်သားသားပါဝင်ပေးပါခွေးဖက်ကိုတွားရင်လည်းတွားဓမ္မဖက်ကိုလာရင်တော့ကျွန်တော်တို့တွေကဘာမှမရှိတဲ့အတွက်နော်လက်ပလာနဲ့လာတဲ့သူကြီးပဲဖြစ်တဲ့အတွက်ကြည့်တဲ့အားနဲ့တော့ရအောင်ရုံးရမှာပဲဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဖက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့